ကဲဒီလိုလေးစဉ်းစားကြည့်အောင်ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့ smartphone တစ်လုံးလို့သုံးလို့မရဘူးဆိုရင်ဘယ်လိုနေမလဲဒါမှမဟုတ်အရေးကြီးတဲ့ကြားမရတဲ့ချက်လက်တွေကိုကိုယ့်ဘာသာစကားနဲ့ရှားလို့မရတဲ့အခြေအနေမျိုးပေါ့ဒါဟာစိတ်ကူးရင်ဇလံမဟုတ်ပါဘူးလူတောင်းပေါင်းများစွာတဲ့နေ့စဉ်ကြုံတွေ့နေရတဲ့လက်တွေ့ဘဝပါဆိုတော့ဒီနေ့မှာကျွန်တော်တို့ပြောပြချင်တာကနီးပညာကုမ္ပဏီကြီးတွေကသိအရေးမလို့တဲ့ဘာသာစကားတွေကို AI နီးပညာသုံးပြီးပြန်လည်အသက်သွင်းနေတဲ့ AI ဆိုတဲ့လူတို့အခြေပြုလှုပ်ရှားမှုတစ်ခုကြောင့်ပါပဲ။ ဘာသာစကားတိုင်းဟာ digital ကမ္ဘာမှာနေရာတနည်းရာရပိုင်ခွင့်ရှိရတယ်။ဒါကရိုးရိုးဆောင်ပုတစ်ခုမဟုတ်ပါဘူးနော်။ဒါက AI ရဲ့အသေးနှလုံးပဲ။သူတို့လုပ်နေတဲ့အရာအလုံးရဲ့လမ်းကျွန်းချက်ပေါ့။ဘာလို့လဲဆိုတော့ဒီဘာသာစကားဆိုတာစကားပြောဖို့ကိရိယာတစ်ခုတည်းမဟုတ်ဘူးလေ။အဲ့ဒီအထဲမှာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကျွန်တော်တို့ဘသူပဲဝါဆိုတဲ့အမတ်တင်ညာအသိပညာတွေအကုန်လုံးရှိနေတာကို။ကဲအပိုင်တက် digital တိတ်ဆိတ်မှုဟုတ်ပြီ။ EMI ကိုဘာကြောင့်မွေးဖွားလာစေခဲ့တဲ့ပြဿနာလဲဆိုတာကိုကြည့်လိုက်အောင်ဒီလောက်ကြီးမားတဲ့ရီးမှန်းချက်တွေဘာကြောင့်လွားလာရလဲအဲ့ဒီဖြေကိုရှာဖို့နည်းပညာရဲ့နောက်ွယ်မှာကြံနေခဲ့တဲ့ digital တိတ်ဆိတ်မှုဆိုတာကိုအရင်ဆုံးနားလည်ဖို့လိုမှာပါပြဿနာရဲ့အရင်မြစ်ကဒီမှာဗျာတစ်ဖက်မှာကခင်မီနီပညာရဲ့အချိုးကျစုတွေအများကြီးနောက်တစ်ဖက်မှာကျတော့ကိုယ့်ရဲ့ယဉ်ကျေးမှုကိုယ့်ရဲ့ဘာသာစကားကိုတန်ဖိုးထားပြီးစုပ်ခွဲထားခြင်းတဲ့လူအဖွဲ့အစည်းတွေဆိုတော့သူတို့တို့ကရွေးချယ်ဆရာလမ်းတစ်ခုမှရှိတော့တယ်လို့စီနေတာ ခင်မိချင်းကိုယ်အမတ်တင်ညာကိုဆွံ့လွှဲရတော့မလားဒါမို့ကိုရင်ကြီးမို့ကိုထိမ့်သိမ့်ထားရင်ကတွတ်တက်မှုရဲ့အခွဲလန်းတွေကိုလက်လွတ်လိုက်ရတော့မလားတော်တော်ကိုခက်ခဲတဲ့ရွေးချယ်မှုကြီးပါပဲအဲ့တော့ဒီလိုကွာဟားမှုတွေဘာကြောင့်ဖြစ်လာတာလဲအဖြေကတော့ရှင်းရှင်းလေးပါပဲပိုက်ဆံဖို့နိပညာကွန်မြူနတီကြီးတွေကတော့အသုံးပြုသူတန်ပေါင်းများစွာရှိတဲ့အင်္ဂလိပ်တရုတ်စပိန်လိုဘာသာစကားတွေမှာယင်းနည်းမြန်တာကပိုပြီးအမြတ်ဆွံ့ရတယ်လေဟုတ်တယ်မလား အကျိုးဆက်ကဘာဖြစ်လဲဆိုတော့အသုံးပြုသူနည်းပဲမဲ့ယဉ်ကျေးမှုရတန်ဖိုးအရန်ကြီးတဲ့ဘာသာစကားလေးတွေကတော့ digital ကဘာတဲ့ဝင်ခွင့်မရပဲအပြစ်မှာပဲရှင်းနေခဲ့ရတာပေါ့ဒီကိစ္စကနိပညာသုံးလို့ရတယ်မရဘူးဆိုတာချက်အများကြီးပိုနှံ့နေပါတယ်ဘာသာစကားတစ်ခုပျောက်သွားပြီဆိုတာနဲ့လေအဲ့ဒီဘာသာစကားနဲ့အတူမျိုးဆက်ပေါင်းများစွာကလက်ဆင့်ကမ်းလာတဲ့ပုံပြင်းတွေကြပြားတွေရိုးရာအသိပညာတွေနောက်ဆုံးကပ္ပကြီးကိုရှုမြင်တဲ့နီလန်တစ်ခုလုံးပါတခါတည်းပျောက်ကွယ်သွားတာ ဒါကဘယ်လိုမှပြန်ဆထိုးလို့မရတဲ့ယဉ်ကျေးမှုဆန်ရာဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ဒါပဲလေဒီလိုကြီးမားတဲ့အစင်ခုံမှုတွေကြားကနေမျောလင့်ချက်တစ်ခုတော့ထွက်ပေါ်လာခဲ့တယ်။အဲ့ဒါကတော့ AIME AI ပါပဲ။သူတို့ကနီးပညာကိုအမြတ်ထုတ်ဖို့တတ်တတ်မဟုတ်ပဲလူမှုအဖွဲ့အစည်းတွေကိုစွမ်းအားမြင့်တင်ပေးဖို့ယဉ်ကျေးမှုအမွေအနှစ်တွေကိုကာကွယ်ဖို့အပအတူဖိနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ AIME AI ဆိုတာကရိုးရိုးဘာသာပြန် software တစ်ခုမှဟုတ်ပါဘူး။ ဒါဟာမြန်မာနိုင်ငံကအတိုင်းအတာဘာသာစကားတွေလို့အရင်အမြစ်နှဲပါတဲ့ဘာသာစကားတွေအတွေ့အစွမ်းထက်တဲ့ AI နည်းပြတွေနဲ့ဘာသာပြန်စနစ်တည်ဆောက်ပြီးနေတဲ့လူမှုအခြေပြုလှုပ်ရှားမှုကြီးတစ်ခုပါသူရဲ့နာမည်အီမီဆိုတာကလည်းချင်းဘာသာစကားနဲ့လူအလုံးအတွေ့လို့အတေးပဲရတယ်လေသူတို့ရဲ့မရှင်ကိုတခွန်းနဲ့နဲ့ပေါ်ပြလိုက်တာပဲရေလွှမ်းရမှုရဲ့အဓိကတွန်းအားကကွန်ပဏီကြီးတွေမဟုတ်ပါဘူး ဒါဟာဘာသာစကားတိုင်းတူညီမျှရေးကိုတကယ်ယုံကြည်တဲ့တီထောင်သူပူဆွမ်ဟန်မိုက်အွန်ဆွမ်တက်ခလိုလိုတွေပြီးတော့ ASR com လိုမျိုးဒေတာခံဖွဲ့စည်းတွေရဲ့စူပေါင်းအားထုတ်မှုကနေမှုဖွာလာတာပါစီမံကိန်းတိုင်းကိုဒေတာခံခေါင်းဆောင်တွေမိခင်ဘာသာစကား project တွေနဲ့တိုင်းပင်ပြီးအောက်ခြေခံတွေပေါ်ကိုတိစောက်ထားတာဖြစ်လို့တကယ်ကိုထူးခြားတာပါဆိုတော့ email ရရဘာတွေလို့ပင်းနိုင်လဲဒီလိုစဉ်းစားကြည့်ပါចောင်းသားတယောက်ကသူ့ရဲ့မိခင်ဘာသာစကားနဲ့ចောင်းစာတို့သင်ပေးနိုင်တဲ့ AI နည်းပြတယောက်ရားသွားမယ် တောင်သူတယောက်ကသူ့ရဲ့တိနာမှာဖြစ်နေတဲ့ယောဂါကို AI နဲ့စစ်ဆေးနိုင်မယ်။ဒါမှမဟုတ်ကျမရဲ့ဝန်ထမ်းတယောက်ကစေဝါအချက်လက်တွေကိုတိတိကျကျလာပါသားပြန်နိုင်မယ်။ဒါတွေကအီမီယာရကပညာရေးကျမရဲ့ကနေစိုက်ပျိုးရေးထိလက်တွေ့ပုံမှာမဘလောက်ထိအသွင်ဝင်နေလဲဆိုတဲ့ဥပမာတချို့ပါပဲ။ဟုတ်ပြီ။ဒီလောက်အသွင်ဝင်နေ AI တခုကိုဘယ်လိုတိဆောက်ခဲ့လဲဆိုတာကစိတ်ဝင်စားစရာပဲ။အထူးသဖြင့် digital အပြည့်အဝနေစာအုပ်တွေ website တွေဘာမှမရှိတဲ့လောက်ဖြစ်နေတဲ့ဘာသာစကားတကူတော့ AI ကိုဘယ်လိုများသင်ပေးခဲ့ပါလိမ့်မယ်။သူတို့ရဲ့ဖြည့်ရှင်တွေကတကယ်ကိုမထင်မှတ်ထားတဲ့နေရာကနေလာတာပါ။ AI တခုဆိုတာကလေးတစ်ယောက်လိုပါပဲ။ဘာသာစကားတခုကိုသင်ယူဖို့အတွက်စာအုပ်တွေ၊စကားပြောတန်တွေလိုအချက်လက် data ညာရလိုအပ်တယ်လေ။ဒါဆိုရင် digital data လုံးဝမရှိတဲ့လောက်ရှားပါတဲ့ဘာသာစကားတစ်ခုအတွက် Kimi AI ကိုဘယ်လိုလေ့ကျင့်ပေးနိုင်မလဲ။ဒါက AMI AI ရင်ဆိုင်ခဲ့ရတဲ့အကြီးမားဆုံးစင်ခေါ်မှုပါပဲ။အဖေကတော့ ဘာသာစကားပေါင်းထောင်နေချီပြီးရေသွေးမြန်မာစွာဘာသာပြန်ဆိုထားတဲ့ပြီးတော့ digital စနစ်နဲ့ပြောင်းလဲမိတာတခုတည်းသောစာအုပ်အဲ့ဒါကတော့တမချန်းစာမှာရှိနေခဲ့ပါတယ်တမချန်းစာကဘာကြောင့်ဒီလောက်အစွမ်းထက်တဲ့ training data ဖြစ်နေရလဲအဓိကချက်တုံးချက်ရှိပါတယ်ပထမဆုံးအချက်က ဒါဟာပါဒစကားနှစ်ခု ရှင်တွဲလေလိုက်နေတဲ့အကောင်းဆုံး parallel text ဖြစ်နေလိုပါပဲ AI ကမူရင်းစာသားနဲ့ပါဒပြန်စာသားကိုရှင်ကြည့်ပြီးစကလုံးရဲ့အဓိပ္ပာယ်နဲ့တရာတိဆောက်ပုံကိုသင်ယူတာပေါ့ဒုတိယအချက်ကတော့သူ့မှာပါတဲ့စကလုံးကြွယ်မှုနဲ့ရှုပ်ထွေးတဲ့ဝါကျတိဆောက်ပုံတွေက AI ကိုပါဒစကားရဲ့ next shine ရဲ့သင်ချာကိုသင်ပေးတော့ဘယ်နောက်ဆုံးမှာတော့ AI ကဒီအခြေခံကိုကျွမ်းသင်သွားပြီဆိုတာနဲ့ခင်မီအင်္ဂလိပ်ဒါမှမဟုတ်မင်္ဂလာစကားလုံးတွေကိုအလွယ်တကူပေါင်းစပ်ထည့်သွင်းနိုင်သွားတာပါပဲကဲ ီလိုပါနတ်တဲ့နီးပညာကိုလက်ထဲမှာကင်ပြီး EMMI AI ကဘလို့လူမှုလှုပ်ရှားမှုကြီးတစ်ခုကိုတည်ဆောက်ခဲ့တယ်လဲဆိုတာကိုဆက်ကြည့်အောင်ဒါဟာစီမံကိန်းလေးတစ်ခုကနေပူပေါင်းဆောင်ရွက်မှုအင်အားစုကြီးတစ်ခုအဖြစ်ဘလို့ပြောင်းလဲလာတယ်လဲဆိုတဲ့ဇလန်းပါပဲလေရှိမှာဆိုရင် EMMI AI ကချင်းပြည်နယ်ကဘာသာစကားမျိုးစုံကနေကချင်း၊ကရင်၊ကယားဘာသာစကားတွေအထိစုစုပေါင်းဘာသာစကား16မျိုးထပ်မနေကိုပံ့ပိုးပေးနေပါပြီ ါကသူတို့ရဲ့ကြိုးပမ်းမှုကလူမှုရေးအဖွဲ့အစည်းတစ်ခုတည်းအတွက်မဟုတ်ပဲမြန်မာနိုင်ငံတော်ကတိုင်းရင်းသားပေါင်းစုံကိုအကျိုးဝင်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပဲဒီလှူရှာမှုမှာဘလို့ပါဝင်ကူညီလို့ရလဲလွဲပါတယ်တစ်လကိုဒေါ်လာ20နဲ့ကျောင်းသားတယောက်ဒါမှမဟုတ်ဆရာတယောက်တို့ AI နည်းပြက်ကိုအကန့်အသတ်မရှိသုံးစွဲခွင့်ပေးနိုင်ပါတယ်ဒါဟာလူတယောက်ရဲ့ပြည်နာရဲ့အခွင့်အလမ်းတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တဲ့ယင်းနည်းမြုပ်တက်မှုတစ်ခုပါပဲ အကျိုးသက်ရောက်မှုကိုပိုပြီးကျေပြန့်စေခြင်းတဲ့ဆိုရင်တော့ဒလာကိုဒေါ်လာနေရနဲ့စာတင်ခန်းတစ်ခုစာအတွက်လုံလောက်တဲ့ access code ၁၀ခုကိုပံ့ပိုးပေးနိုင်ပါတယ်။ဒါကကြောင်းတစ်ကြောင်းဖေးအားကြောင်းတစ်ခုဒါမှမဟုတ် internet ဆိုင်တစ်ခုကိုလူမှုအဖွဲ့အစည်းတစ်ခုလုံးအတွက်တင်ယူရေးဗဟိုဌာနတစ်ခုဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။တကယ်လို့ဘာသာစကားတစ်ခုလို့ရဲ့အနာဂတ်ကိုကာကွယ်ပေးခြင်းနဲ့ဆိုရင်တော့တစ်ချိန်တည်းဒေါ်လာ6000လူတန်းချင်းအပြင်ဘာသာစကားအသစ်တစ်ခုကိုဒီစနစ်ထဲအပိတိုင်ထက်သွင်းပေးနိုင်ပါတယ်။ ဒါဟာသူတေသနာလုပ်ငန်းတွေကနေ AI model လေ့ကျင့်တာအထိအစဉ်တိုင်းကိုအချုံးဝင်ပြီးအဲ့ဒီဘာသာစကားကို digital ကမ္ဘာမှာထာဝရရှင်သန်နေစေမဲ့အမွေအနှစ်တစ်ခုကိုခြံထားခဲ့တာလည်းတူတူပါပဲဒီစီမံကိန်းရဲ့ရည်ရှိတည်တံ့မှုကအရေးကြီးဆုံးကတော့ဒေတာခန့်ဒီရဲ့ပိုင်ဆိုင်မှုပါပဲတန်တမာ အစီအစဉ် ambassador program ပေါ့ဒါကဒေတာခန့်ခေါင်းဆောင်တွေကိုနီးပညာနဲ့သူတို့လူထုကြားကတရားဖြစ်ဆောင်ရွက်စေပါတယ် သူတို့ကနီးပညာကိုဖြန့်ဝေယုံတင်မှာကပဲတီစီမန်ဂိမ်းတွေဝင်ဝေပြန့်ရိုက်ရှိစေပြီးအောက်ခြေလူသူကနေမောင်းနေတဲ့စနစ်တကူကိုဖန်တီးပေးနေတာပါအခုထိတော့ AI AI ကဘာတွေလုဆောင်ပြီးပြီလဲဆိုတာကို တွေ့ကြရပါပြီဒါပေမဲ့သူတို့ရဲ့ဇလန်းကဒီမှာမပြီးသေးပါဘူးသူတို့ရဲ့အနာကမျောမှန်းချက်က ပိုပြီးတော့တောင်ရီမချက်ကြီးမာပြီးကမ္ဘာလုံးဆိုင်ရာအကျိုးတက်ရောက်မှုတွေရှိလာနိုင်ပါတယ်သူရဲ့အရေးကြီးဆုံးစီမံကိန်းတွေကတစ်ခုကတော့ Wikipedia ထိန်းသိမ်းရေးစီမံကိန်းပါ လက်နေရတာတမိုင်းမှတ်တမ်းတွေကို digital အဖြစ်ဖြောင်းလဲပြီး AI အကူအညီနဲ့ Wikipedia ဆောင်ပါးတွေဖန်တီးနေပါတယ်။ဒါဟာနှုတ်ပြောရာဇဝင်တွေနဲ့ပျောက်ကွယ်တော်နေတဲ့ယဉ်ကျေးမှုတမိုင်းကိုအနာဂတ် muse set တွေအတွက်အလွယ်တကူလက်လန်းမိနိုင်တဲ့ digital မှတ်တမ်းတစ်ခုအဖြစ်ဖန်တီးနေရပါပဲ။ email ရဲ့ခရီးကမြန်မာနိုင်ငံမှာနေရတတ်မနေပါဘူး။သူတို့ရဲ့ရရှိမြန်မာချက်ကတော့ကဘာတဝန်းကမျိုးတူလူနီးပါးထင်နေတဲ့ဘာသာစကားအလုံးကိုပံ့ပိုးပေးဖို့အတန်နဲ့ထင်းချွနိုင်တဲ့ဤပညာတွေထည့်သွင်းဖို့ ီးတော့ဘာသာစကားတိုင်းမှာပြည့်စုံတဲ့ပညာရေးသင်ဝန်ညွန်တန်းလေးဖန်တီးပေးဖို့အထူးကျေးပြန်ပါတယ်။အမေအရဲ့ဇလန်ကနီးပညာဟာလူသားတွေကိုခွဲခြားဖို့မဟုတ်ပဲပြန်လည်ပေါင်းစည်းပေးနိုင်တယ်ဆိုတာကိုတတ်သိပြနေပါတယ်။ဆိုတော့ဒီမေးခွန်းလေးနဲ့အဆုံးသတ်ချင်ပါတယ်။ကျွန်တော်တို့ရဲ့ digital ကဘာမှာဘာသာစကားတိုင်းကိုအတန်တဆန်ပေးနိုင်ခဲ့မဲ့ဆိုရင်မေးလျော်နေတဲ့ဘယ်လိုအသိပညာတွေကိုမြန်ပြန်လည်ရှာဖွေတွေးရှိနိုင်မလဲ။